တော်တာရှင်များရှင်ပြည်သူ့ရေဒီယို People's Radio မြန်မာရဲ့တော်လန်ချီတက် podcast ကပါဒီ podcast ကနေခေတ်စနစ်လူမှုဝင်ကျင်အသေးသေးမှာအပြောင်းလဲတစ်ခုခုကို ဖော်ဆောင်နေရင်တော်လန်ရေးရေးစီကြောင်းနဲ့ပါဝင်လှူရှားနေကြတဲ့အလွာဆောင်က အမျိုးသမီးနဲ့လူငယ်တွေရဲ့တော်လန်ရေးရုပ်ပုံသားတွေကိုကြားရဖို့ရှိပါတယ် ဟုတ်ဥမင်္ဂလာပါမင်္ဂလာပါမအရင်ဆုံးပေါ့နော်ဥဥအကြောင်းလေးအရင်မိတ်ဆက်ပေးပေါ့လက်တလောဘာတွေလုပ်နေလဲဟုတ်ဘာကြောင့်ဒီလိုမျိုးဒီဒေတာတွေရောက်လာပြီးတော့ဒီအလုပ်တွေလုပ်ဖြစ်နေရလဲ ဟုတ်အာလက်ရှိလက်တလောကတော့ဒီသဘောပေါ်ခြင်းထိန်းသိမ်းနေဆိုလို့ရှိရင်အမှိုင်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တယ်ပြီးတော့ရေထိန်းသိမ်းရေးတွေရယ်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းရေးနဲ့ပတ်သက်ပြီးတော့ဒီ sustainable agriculture ဘက်ကိုတော့လက်ရှိလှုပ်ဆောင်နေရယ်ပေါ့နော်။ဘာကြောင့်ဒီဒေတာတွေကိုရောက်လာလဲဆိုတော့အခုချိန်မှာကဒီ online ဒေတာတွေမှာဆိုလို့ရှိရင်ဒီလူငယ်တွေအနေနဲ့ပညာရေးမရက်တန်သွားအောင်ပေါပေါက်လာတဲ့ community အကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဒီ sustainable ဆိုတာကလည်းလူငယ်တွေစိတ်ပါဝင်စားတဲ့အဲခေါင်းစဉ်တစ်ခုဖြစ်လာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီဒေတာခံမှာရှိနေတဲ့ ူငယ်ခေါင်းဆောင်တွေကိုဒီနည်းပညာတွေကိုမျှဝေပေးနိုင်ဖို့အတွက်ရောက်ရှိလာခြင်းဖြစ်တယ်ပေါ့နော်။ ဟို sustainable agriculture ဆိုတာမှာအမတို့ဟိုပညာရပိုင်းဆိုင်ရာတွေမဟုတ်ဖ ೇನೆ လေနားထောင်သူတွေနားလည်လွယ်မဲ့ဟာမျိုးလေးရှင်းပြပေးပါလားဘာကိုအဓိကသွားချင်တာအဓိက sustainable agriculture ဆိုတာကဒီပုံမှန်ဆိုလို့ရှင်စိုက်ပျိုးရေးနည်းစနစ်မှာကဓာတုတက်မြေဩဇာတွေပုံမပြီးတုံးလာတယ်ပိုးသက်စီပေါင်းသက်စီတုံးလာတယ်ဒါတွေအပြင်ကိုဒီတခြားနိုင်ငံကနေပြီးတော့ကူပြောင်းယူလာတဲ့ဥမာဖျဲဆိုင်ခဲနေမှာဆိုလို့ရှင် plastic နဲ့ဖုံးအုပ်ပြီးစိုက်စိုက်တဲ့နည်းပညာတွေအစဒီဘက်ကိုရောက်ရှိလာတယ်ပေါ့နော်ဒါတွေအားလုံးကိုကျမတို့ကတဘာဝ နီးအရရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနီးစနစ်ကိုဘယ်လိုမျိုးလှုပ်ဆောင်လို့ရလဲဆိုတာကိုတောင်သူဦးကြီးတွေကိုအသိပညာပေးတဲ့ဒီစီမံကိန်းပုံစံမျိုးလည်းလှုပ်ဆောင်နေပါတော့။ တော့အမားတို့လေတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ကြမယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ကြမယ်ဆိုတာဒါလူတိုင်းကြားနေကြစကားတော့ဖြစ်တယ်ကွာဒါပေမဲ့ podcast နားထောင်နေသူရောနောက်ဒီဘက်ခေတ်လူငယ်အဲလူလက်ပိုင်းလူကြီးပိုင်းတို့တွေနားလေလွယ်အောင်ပေါ့အမားတို့နေ့စဉ်ဘဝမှာဘယ်လိုမျိုးအပြုအမူလောက်ဆောင်ချက်တွေကတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်နာလို့ပြောလို့ရလဲ အဲတဘာပေါင်ကျင်ထိန်သိမ်းနေဆိုတာကအချို့သူတွေမြင်တာကအပင်ဆိုင်ရုံအမိုက်ကောက်ရုံကိုတဘာပေါင်ကျင်ထိန်သိမ်းနေလို့မြင်ကြရတယ်ပေါ့နော်။ဒါပေမဲ့ဒီမှာရှိတဲ့ကျမတို့အားလုံးကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ဖို့ဆိုတာကကျမတို့အားလုံးကတန်ရှင်တဲ့လေပေါ်မှာအမိတဲပြုပြီးနေရတဲ့တန်ရှင်တဲ့ရေတောက်သုံးနိုင်ဖို့လိုအပ်တယ်။ပြီးတော့ဓာတုကင်းစင်တဲ့အာဟာရကျွဲဝါးတဲ့အစားအစာတွေလိုအပ်တယ်။ပြီးတော့လုံခြုံမှုပေးနိုင်တဲ့နေရာလိုအပ်တယ်ပေါ့နော်။အခုချိန်မှာဆိုလို့ရှိရင်ဒီစီရေကပြင်းထန်လာတဲ့အမျှရာသီဥတုဘေးရဲ့နေရာတွေကိုလည်းပြည်သူလူထုအနေနဲ့ခံစားရတယ်ပေါ့နော်။ဒါပေမဲ့နေတူတူဝါမှာ ဒါတွေအားလုံးကိုကျမတို့အားလုံးကဂယုပြုတ်နေလားဆိုတော့ဂယုမဆိုင်မိကြအောင်ပေါ့နော်ဆိုတော့ကျမတို့အားလုံးကထပါတော့ဘလို့မူကျင်နေလဲဆိုလို့ရှိရင်ဥမာဖြေရှည်ကိုစီးမဲ့ကမ်းမဲ့ အဲသုံးသုံးနာမျိုးမဟုတ်ဘဲနဲ့အဲစီစနစ်ရှိရှိအဲစနစ်တကျထိမ့်သိမ်းပြီးသုံးတဲ့ပုံစံမျိုးလေးတွေရဲ့ပြီးတော့အမိုက်တွေကိုစီမဲ့ကမဲ့မီးရှို့တာမျိုးမဟုတ်တာတွေရဲ့ပြီးတော့ရေချောင်းနဲ့ဆွန့်ပစ်တာမျိုးမဟုတ်တာတွေပေါ့နော်အဓိကဒီမှာဆိုဘာကြုံတွေ့ရလဲဆိုတော့ထင်းသုံးဆွဲမှုအရင်များတယ်ပေါ့နော်များတယ်ဆိုတာကိုလည်းအပြစ်တင်လို့မရပြန်ဘူးပေါ့နော်စားထိုးအသုံးပြုမဲ့အရာကတော့လက်ရှိကျွန်မအနေနဲ့အဲရှာဖွေရမဲ့ဟာမျိုးလေးရှိရပေါ့နော်ပုံမှန်လလန်းမီရဲ့နေရာဒေသတွေမှာဆိုလို့ရှိရင်တော့အဲဒီထင်းသုံးဆွဲမှုရှော့ချဖို့ဆိုလို့ရှိရင်ဒီကိုပိုင်တတော်ပြန်ပြီးတော့ community forest ို့လဲခေါ်ရဲပေါ့နော်အများပိုင်းအစုပိုင်းတက်တော်လေးပြန်လောက်တာမျိုးတွေရဲ့ပြီးတော့လောင်စာတောက်အသုံးပြုတာမျိုးတွေလုံးလို့ရပေမဲ့ဒီဟာမှာဆိုလို့ရှိရင်တော့လက်ရှိလက်တော်ကတော့ဒါလေးစူးစမ်းဖို့လည်းနည်းနည်းခက်ခဲဦးမယ်ပေါ့နော်ဟုတ်တယ်နော်ဒီမှာကဘိုးဘွားပိုင်မြေတွေလည်းရှိတဲ့အခါကျတော့ခုနကဥပပြောသလို အစုအဖွဲ့နဲ့ဘယ်လိုတတော်တွေပါလဲလို့ဖို့ကခက်နေရလားဘာအခက်ခဲဖြစ်နေရလဲဘယ်ဟာခက်ခဲဖြစ်လဲဆိုတော့ဒီနေရာဒေသမှာလက်ရှိလက်တော်ရောက်တဲ့အခါမှာဘာတိလာရလဲဆိုတော့ညီညီညီရကိစ္စတော်တော်လေးရှုပ်ထွေးရပေါ့နော်ဟိုလက်ညှိုးထိုးလိုက်တဲ့နေရာတိုင်းမှာကတူးပိုင်ပိုင်ရှင်ရရှိနေတယ်ရွာကအများပိုင်နဲ့အပီသူပိုင်နဲ့တတော်ပုံစံမျိုးကမရှိဘူးပေါ့နော်မရှိရတဲ့အခါမှာထိမ့်သိမ်းဖို့ရပူခက်ခဲတယ်ဥမာဒီနေရာဒေသတစ်ခုမှာအပင်ဆိုင်ချင်နေဆိုရင်တော့မပိုင်ရှင်နဲ့ညှိနှိုင်းရတဲ့ကိစ္စမျိုးတွေရှိတယ်ရေထိမ့်သိမ်းရေးလုပ်ချင်တယ်ဆိုရင်တော့မအဲ့နေရာမှာပိုင်ရှင်ရှိ ေရဲ့အတွက်ပြောရတဲ့ဟာမျိုးလေးရရှိတယ်ပေါ့နော်ဆိုတော့အဓိကကတော့အများပိုင်းဆိုတဲ့နေရာမျိုးမရှိတော့တာပေါ့နော်အင်းပေါ့နော်ဟုတ်တယ်နော်အဲ့တော့နောက်တစ်ခုကစိတ်ဝင်စားဖို့ကောင်းတာအမိုက်မီစနေတကြရှို့တာကလည်းတဘာပေါ်ချင်းထိမ့်သိမ်းတာဆိုတော့လေအမတို့ဒီဘက်မှာကွာဒါပြိပခါဖြစ်တဲ့ဒေတာမှာဆိုမြို့ကြီးတွေမြို့ပေါ်တွေမှာလို့အမိုက်ကားကနေအမိုက်ကိုစနေတကြလာသိမ်းသွားတယ်အမိုက်ကံကိုတော့ပို့တယ်အဲ့ဒီအလေးထားတော့လုံးဝမရှိဘူး ဒီလိုပဲကြုံတယ်လို့ပဲစုပြီးတော့မီးရှို့ကြတာရှိတာဟိုဟိုရေရှည်မှာဒီပြည်နယ်အတွက်ပေါ့နော်ထိမ့်သိမ့်တဲ့စနစ်တကျအမိုက်တွေကိုစွန့်ပစ်တယ်ဆိုတာဘယ်လိုပုံစံမျိုးဖြစ်မလဲပြောပြပေးပါလားဆိုတော့ဒီပြည်နယ်မှာအဓိကကတော့ဒီမီးမရတဲ့ခါမှာထင်းသုံးဆွဲမှုများတယ်ထင်းုံသုံးဆွဲတဲ့ခါမှာ air pollution အဓိကဖြစ်တယ်ပေါ့နော်ပထမဆုံးကြုံတွေ့ရတာလေဒူးညဉ့်ဉန်းတာပေါ့လေဒူးညဉ့်ဉန်းတာပေါ့နော်ဆိုတော့အိမ်အိမ်ထဲမှာဆိုလဲအိမ်တွင်းလေဒူးညဉ့်ဉန်းမှုပေါ့ဒီဘက်မှာဆိုလို့ရှိရင်ပုံမှန်အဖြစ်မီးဖို့အကြောင်းတွေကကိုယ့်ရဲ့လူနေအိမ်ဟိုကို အိတ်တဲ့အိတ်ခဲနဲ့ဝေးတဲ့နေရာမျိုးမှာရှိကြတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာဒေသမှာကျတော့အိမ်ရဲ့အလဲကောင်းမှာမီးမီးပို့ချောင်ရှိတဲ့အရာမျိုးတွေအဲ့ခါမှာအိမ်တွင်းလေလူလေလူညဉ့်ညံမှုဖြစ်တဲ့အခါမှာကလေးရဲ့အနေနဲ့ပန်းနိုင်ရဲ့ချက်ပိုးဖြစ်တာမျိုးတွေကြုံတွေ့ရတယ်အဲတွေ့တွေ့မြင်နေရတယ်ပေါ့နော်ဒါတွေအပြင်ကိုဒီမှာကျတော့ဒီအေးရာသီဥတုကလည်းအေးတာဖြစ်တဲ့အတွက်အဓိကအနှွေးဓာတ်ကအထင်းမီးရနေရတယ်ပေါ့နော်ရတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်စစ်ဆောင်စခန်းနေရဲ့ဒီလူနေအိမ်နေမှာဆိုလို့ရှိရင်တော့တရ6တွေရဲ့ပလတ်စတစ်တွေကိုရောရှို့တယ်ညနေခင်းတိုင်းမှာရောရှို့ပြီးအိတ်ပေးနာမှာအနှွေးဓာတ်ယူချရတယ်ပေါ့နော်အဲ့ အနေနဲ့ယူတဲ့အခါမှာမီးလုံကြရတယ်ပေါ့နော်ဒါပေမဲ့ဟိုကျမတို့ခံနိုင်ရရှိရလူကြီးတွေပဲလားဆိုတော့လည်းမဟုတ်ဘူးမွေးကင်းစကလေးလည်းပါတယ်ဘေးနားတွေမှာကလေးတွေဆော့ကစားနေတဲ့အခါမှာဒီမှားယွင်းစာမီးရှို့မှုတွေကြောင့် အာကလေးရဲ့အနေနဲ့ကျန်းမာရေးဆိုးကျိုးတွေဖြစ်တယ်လို့တက်ကြီးရွယ်ရွယ်နေနဲ့ဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေခံစားရတယ်ပေါ့နော်တကယ်တော့မီးရှို့တာကောင်းလားဆိုတော့အရာအားလုံးကတော့မီးချင်းနဲ့ရှို့လိုက်တော့လောင်တယ်ပေါ့နော်ဒါပေမဲ့အဲကျမတို့ဘာဘယ်လိုမျိုးဖြည့်ရှင်းလို့ရလဲဆိုတော့ရှို့ခြင်းနဲ့ဆိုရင်တော့မှပလတ်စတစ်သီးသန့်ကိုကျင်းထဲမှာရှို့တာပေါ့နော်ဒီတကယ်တမ်းရှို့နေတဲ့တရက်၆တွေဆိုတာကကျမတို့ကအမိုက်လို့သတ်မှတ်ထားပေမဲ့လည်းမျိုးစီလာပြန်ဖြစ်တယ်မျိုးဩဇာပြန်ဖြစ်တယ်အပင်တွေအတွက်အာဟာရပြန်ဖြစ်တာဖြစ်တဲ့အတွက်ဒေါက်တာတောက်မှာပုံထားပြီးရောမျိုးဆွေးပြန်လုပ်ရင်တော့ပိုကောင်း ောင်းနေပေါ့နော်အင်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စနေတကြမီးရှို့ခြင်းအလေးအထလေးနည်းနည်းဒီထက်ပိုပြီးအကျယ်ချဲ့ပြောပြပါလားဟုတ်တာမန်လဲတို့ပုံမှန်ဆိုရင်တော့အဲ့ဒါမျိုးကဒီမှာက ခွဲပြီးရှို့တာမရှိသလားပဲအမိုက်ဒီအကောင်လုံးလုံးပေါင်းပေါင်းပလိုက်တယ်ပေါင်းပြီးတော့ရှို့ပလိုက်တာပဲသူတို့ထွန်ချစ်တင်နေဆွဲချပြီးတော့လေအဲ့တော့ဒီဘက်ကဟိုတောင်ရလုတ်တဲ့သူတွေလေယာလုတ်တဲ့သူတွေဒါမှမဟုတ်လဲဆစ်ရှောင်းနေသူတို့တွေအတွက်ပေါ့နော်နည်းနည်းလိုက်လုတ်လို့လဲလွယ်တယ်ဖြည်းဖြည်းချင်းစလို့ရမယ်အလေးထားလေး share ပေးမလားဒီ podcast ကနေ ဟောအဓိကကတော့အိမ်မှာကိုကိုတိုင်းကစားပြီးအမိုက်ကိုခွဲတာပေါ့နော်အဲ့တော့မီးရှို့တဲ့အခါမှာပို့ပြီးတော့အဲညဉ့်ညံလောင်တာမျိုးတွေ၆တွေ့အောင်ဆိုလို့ရှိရင်အမိုက်ကိုအိမ်မာတွေကစတင်ခွဲကြတာပေါ့နော်မီးဖို့ချောင်းမတွေကတကယ်တမ်းကျတော့ကျမတို့ဒီအိမ်မာထွက်နေတဲ့မီးဖို့ချောင်းထွက်အမိုက်တွေဖြစ်တဲ့စက်တုံပြူခွန်စက်တုံနေကိုဟင်းနေရဲ့အပိုင်းစားတွေဒီအမိုက်အိတ်တွေကိုမရောက်တင်ဘူးပေါ့နော်ခြိုက်တဲ့နေရာတွေမှာပစ်လိုက်ကျမတို့ကဒီ ညီစီလောင်မှာရှိနေတဲ့ပိုးမွှားလေးတွေကကိုက်ဖြတ်စားတော့ပြီးသူ့ဘာသာသူအချိန်တန်လို့ရှိရင်ညကြီးပြန်ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့မိဖို့ချောင်းမှာဆာလိုက်အဲ့ကိုချိန်ထားပေါ့နော်အဲ့ခါမှာအဲ့ဒီမိဖို့ချောင်းကထွက်တဲ့ဟင်းချိုမုတ်အဲဒီခွန်လေးစားအဲ့ခွန်လေးကော်ဖီခွန်လေးရှိမယ်မုတ်ခွန်လေးရှိမယ်တသက်စုထားပြီးရခါကြလို့ရှိရင်အိမ်နဲ့အနေငယ်ဝေးရနေရမှာကျင်းတဲ့ကျင်းနဲ့မှာထည့်ပြီးတော့နည်းနည်းများလာတဲ့အခါကြလို့ရှိရင်ပလတ်စတစ်တီးတဲ့မိရှိုးကြီးဖြစ်ရှင်းတာကဟို အကောင်းမွန်ဆုံးတော့မဟုတ်ဘူးပေါ့နော်အတင်းတော်ဆုံးဖြည့်ရှင်ပြီးတော့ဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ် ခုလိုမျှဝေပေးရလဲကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့အမဟိုတိထားသလားဆိုရင်ဦးတို့က Claim Mountain ဆိုတဲ့အခွဲအနေနဲ့လဲဒါအခုကရင်နေပြည်နယ်တချောကနော်ဒီမော့ဆိုဘတ်ဒီအဲနောက်နောက်ရှေချမ်းအနောက်ချမ်းပေါ့လေအဲ့ဒီဘက်တွေမှာလဲလိုက်လုံနေတယ်ဆိုတော့ Claim Mountain ကဘာတွေလုံနေလဲဘာအတွက်စုဖွဲ့ဖြစ်တာလဲအဲ့ဒါလေးလဲမိတ်ဆက်ပေးပေါ့အာ Claim Mountain အဖွဲ့ကိုအဓိကဖွဲ့စည်းထားတာကတော့ဒီတနိုင်ငံလုံးမှာရှိနေတဲ့ဒီတချောလူငယ်တွေနဲ့ဖွဲ့စည်းထားတယ်ပြီးတော့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ဆိုတော့အခုလက်ရှိ Claim Mountain အဖွဲ့ကတော့အခုမှစတင်ပြီးတော့ဟို အခိုင်အမာဖွဲ့စည်းလိုက်တဲ့ဖွဲ့လို့လည်းပြောလို့ရတယ်ပေါ့နော်လက်ရှိမှာကတော့ဒီအမှိုင်းနဲ့ပတ်သက်ပြီးတော့အာဒီအသိပညာပေးတွေစီမံခန့်ခွဲမှုတွေကိုတက်နိုင်တဲ့မြကျေးရွာတွေမှာလိုက်လံလှုပ်ဆောင်ဖို့လည်းရှိသလိုလက်ရှိမှာကတော့ရေထိန်သိမ်းရေးနဲ့ဒီစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အသိပညာတွေကိုမျှော်ယေပေးနေရပေါ့နော်ရေထိန်သိမ်းရေးလို့ဆိုတဲ့အခါမှာဆိုရင်တော့တခြားအဖွဲ့တွေနဲ့မတူတာကတော့ကျမတို့ကဒီရေပိုက်သွဲတဲ့ကိစ္စလို့ပြီးရတော့မဟုတ်ဘူးပေါ့နော်အခုလက်ရှိဒီနေရာမှာဆိုလို့ရှိရင်ရေထွက်ပေါက်တွေကိုအဓိကအားကိုးရတဲ့ဒီရေထွက်ပေါက်ခန်းချမှုတွေကလည်းဒီနွေရာသီပူပြင်းလာ တဲ့ခါမှာပိုဖြစ်လာတယ်ပေါ့နော်အဓိကတတော်ပုံပြုံးပြီးမှုနဲ့လည်းအများကြီးတက်ဆိုင်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ခွဲကဒီရေထွက်ပေါက်အဲပင်ရင်းရှိတဲ့နေရာတွေမှာ ဒီရေထင်းလုတ်တဲ့ဒီလာချမ်းပုံစံရေအတားတွေတူပေးတာမျိုးတွေလုတ်တယ်ပြီးရေအတားတွေမှာတစ်ပင်ပြန်ဆိုင်ပြီးတော့တဘာဝတစ်တော်ပြန်လဲထူထောင်ရေးပေါ့နော်ဒီ reforestation လို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒါကိုတော့လက်ရှိလုပ်ဆောင်ပေးနေရေပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကဘယ်လိုဒီဇိုင်းမျိုးလုပ်ထားလဲဆိုလို့ရှိရင်ဒီကျင်းတူးရဲ့အခါမှာလုတ်တိုင်းအင်အားခေါ်ရတယ်ပုံမှန်ဆိုလို့ရှိရင်တော့လုတ်တိုင်းအင်အားခေါ်တဲ့အခါကျရင်ဒီစားကပေးရုံပဲပေါ့နော်အဲ့ခါမှာကျွန်တော်တို့ကဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒီပုံစံမျိုးနဲ့ဆိုလို့ရှိရင်စစ်ရှောင်းဘယ်လောက်ရာခိုင်နှုန်းပတ်ဝန်းမလဲရွာခံဘယ်လောက်ရာခိုင်နှုန်းပတ်ဝန်းပြီးကျွန်တော်တို့က ဒေတာအဒီရွာတရွာမှာကော်မတီဖွဲ့လိုက်ပြီးတော့သူတို့ရွာပိုင်းနေရာတွေမှာဒီရေထင်းသိမ်းရေးလုပ်ငန်းတွေကိုအတူတူကပူးပေါင်းပြီးလှုပ်ဆောင်ရရှိတယ်ပေါ့နော်အဲ့တော့စစ်ဆောင်နေနေဆိုလို့ရှိရင်လည်းဒီလုပ်ငန်းမှာတဆင့်ပတ်စံလဲရတယ်အဲရွာခံနေနေဆိုလို့ရှိရင်လည်းကိုယ့်ရွာကိုတခါတည်းရေထင်းသိမ်းမိသားလည်းဖြစ်သွားတယ်ပေါ့နော် ဒါဆိုဒီကရင်နေပြည်မှာကခုဥဥပြောသွားတယ်လို့ပေါ့နော်တဘာဝရေအရင်မြထိမ့်သိမ့်ဖို့တွေမြေစီလွားထိမ့်သိမ့်ဖို့အမှိုက်စနစ်တကြားရှုပ်ဖို့အဲ့ဒီစိန်ခေါ်ချက်၃ခုကအများဆုံးဖြစ်နေတဲ့အတွက်ဒါတွေကိုအရင်ဖြည့်ရှင်းဖို့လုပ်တာလား အအဓိကကတော့ဒီ2024ခုနှစ်မှာထင်တယ်เนาะကျမတို့ဒီ Granny မှာဆိုလို့ရှိရင်တခြားဟိုမကြုံဘူးလဲပေါ့เนาะဘယ်လိုပင်လေတစ်ဖွဲ့ဖြစ်သွားတဲ့ဟုတ်တယ်တောင်ပေါ်မှာရေကြီးရာလေတောင်ပေါ်မှာရေကြီးရဆိုတာတောင်ကြုံတော့ကြုံခဲ့ပေါ့เนาะလေနဲ့အစားသွားလိုက်ရတယ်ပြီးတော့အသက်တွေလည်းဆုံရှုံခဲ့ရတယ်ဒီရေကြီးမှုရဲ့နောက်ကွယ်မှာမြေပြိုမှုတွေလည်းပါလာတယ်အဓိကတရားခံကိုပြန်ရှာလိုက်မယ်ဆိုလို့ရှိရင်တတော်ပြုံးတီးတာကြီးများလာတယ်တတော်ဘာကြောင့်ပြုံးတီးလဲဆိုလို့ရှိရင်ဒီထင်းသုံးဆွဲမှုတွေတစ်ပင်ခုတ်တာတွေပြီးတော့ဒီစစ်ပေးပုံပြီးပြင်းထန်လာတဲ့အမြစစ်ဆောင်တွေကနေရာရွှေ့ပြောင်းလာ ာတဲ့အခါမှာဒီတုံးဆွဲရတဲ့မြေကြီးကပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဒီအခါမှာကျမတို့ကဒီရွာချလိုက်တဲ့မိုးရေကိုထိန်းနိုင်တဲ့တပင်းတွေမရှိတော့ဒါရေကြီးမှုဘေးရန်တွေကိုကျမတို့ကဖိတ်ခေါ်လိုက်သလိုဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ပထမအဦးဆုံးဦးစားပေးနေတယ်ဆိုလို့ရှိရင်ရေထိန်းသိမ်းရေတွေပေါ့နော်ရေထိန်းသိမ်းရေလောက်ဆောင်တယ်တစ်ဖက်ကလည်းရေကြီးလို့ညီးတွားပင်မဲ့တစ်ဖက်ကလည်းရေရှားလို့လည်းကျွန်တော်အမြင်ညီးတွားနေရတယ်ရေဆိုတာဝယ်သုံးနေရတယ်ပေါ့နော်ဆိုတော့ ထိန်းရခတ်တဲ့ရေကိုကျမတို့ဘယ်လိုလုပ်ဆောင်မလဲတကယ်တမ်းကျတော့ရေကိုကောင်းကောင်းထိန်းနိုင်နေဆိုရင်ရေကြီးမှုကိုလည်းကာကွယ်နိုင်တယ်လို့ရေရှားပါမှုကိုလည်းကျမတို့ short ချနိုင်တယ်ပေါ့နော်အဲဒါကြောင့် ရှင်းထင်းသိမ်းလုပ်ငန်းကိုတော့ဒီတောင်ပေါ်မှာလက်ရှိလှုပ်ဆောင်နေရပေါ့နော်ဒုတိယတစ်ခုကတော့ဒီအမိုက်ကန်တာပေါ့နော်အမိုက်ကန်တာရကျွန်တော်အခုလက်ရှိလှုပ်ဆောင်နေတဲ့အခါမှာဘာကြုံတွေ့ရလဲဆိုတော့ဒီအမိုက်ပုံနေရာရွေးချယ်မှုအမှားတွေကြောင့်စိုက်ပျိုးမြေနေရာတွေမှာအမိုက်ပုံဖြစ်နေရမျိုးတွေတွေ့ရတယ်ဒါအပြင်ကိုအမိုက်ပုံဒုတယ်ကြီးမားလာမှာဆိုတဲ့အတွက် ရွာခံတွေကဘယ်လိုဖြေရှင်းလေးရှိလဲဆိုတော့ဒီတိုင်းကြီးပဲ အာမီးရှို့ချလိုက်တဲ့အခါမှာတလလုံးတညလုံးတနေ့လုံးအဲ့ဒီအစိမ့်ငွေတွေကိုရှူနေရတဲ့ဒေသခံတွေလည်းရှိရဲပေါ့နော်ဆိုတော့ဒါတွေအပြင်ကိုဒီဒေသမှာဘာကြားလေရှိလဲဆိုတော့ဒီနှစ်စဉ်နှစ်တိုင်းမှာနှွားတွေကပလတ်စတစ်စားပြီးတည်တဲ့ အကောင်ရည်တွေများလာတယ်ပေါ့နော်။ဘာကြောင့်လဲဒီဘက်မှာနွားတွေကလွှတ်ချောင်းစနစ်နဲ့ထားတာအိုးဆိုတော့ဒီမိုက်တွေကိုကျွန်မကောင်းကောင်းမစီမံမခံကွယ်ဘူးဆိုလို့ရှိရင်စိုက်ပျိုးမြေတွေထိခိုက်လာနိုင်မယ်။ကျွန်မရေအင်းကြီးမြစ်တွေမှာဒီရေတုံးညံ့မှုတွေဖြစ်လာနိုင်မယ်။ဒါတွေအပြင်ကျွန်မတို့ဒီလေယာစိုက်ခင်းတဲ့ဒီကျွဲနွားဆုံးရှုံးမှုတွေပိုများလာမယ်ပေါ့နော်။အဲ့အတွက်ကြောင့်ကိုတော့အမိုက်နဲ့ပတ်သက်ပြီးတော့လည်းလှုပ်ဆောင်နေပေါ့နော်။အင်းပေါ့နော်။ဟိုဘာသာရဲ့စကားနဲ့ပြောမယ်ဆိုဂေဟာစနစ်တစ်ခုလုံးကတဖြည်းဖြည်းပြည့်စည်လာနိုင်တဲ့အနေအထားပေါ့။ဟုတ်တေချာလေးရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ နအုပ်ဖြည့်သွားနေဆက်ဆက်လို့လဲမေးခွန်းလေးမေးချင်တာလေအခုလိုမျိုးအဲ့လိုစိတ်ရေးအချိန်မြင့်နေတဲ့ဒေတာမာလေဟိုတဘာဝပုံဝင်ချင်ထဲထဲအကြောင်း లై ပြောရတာလွယ်ရဲ့လားရွာခန်းတွေနောက်ခုနပြောတယ်လို့ပေါ့နော်တူတူဝိုင်းလို့ဖို့ဖိတ်ခေါ်ရတာတို့နားလည်အောင်ရှင်းပြရတာဘာတွေအခက်အခဲရှိလဲကြုံနေရတာလေးရှင်းလဲပြပြပေးလေး ခက်ခဲလားဆိုတော့ခက်ခဲတယ်ပေါ့နော်လက်ရှိမှာကတို့ရှင်တန်ကြီးကပိုရေးကြီးရေပေါ့နော်မနှက်ဖြန်ဘာဖြစ်မလဲဆိုတော့ကိုမသိနိုင်နေတဲ့အနေထားခက်ကလိုင်းမှာရောက်နေရဖြစ်တဲ့အတွက်နောင်ဖြစ်လာမယ့်အရာကိုတို့သိပြီးတော့စိတ်ဝင်စားကြအောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောရတဲ့စကားကြီးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ဂယုမဆိုင်ရင်တော့မှကျွန်တော်တို့ချိရတဲ့ကျွန်တော်တို့မွေထားတဲ့ကျွန်တော်တို့ကလေးငယ်လေးရှိသေးတယ်မျိုးဆက်သစ်တွေရှိသေးတယ်တို့မှအနာဂတ်ဆိုတာရှိရေပေါ့နော်ကျွန်တော်တို့ဒီချိန်မှာအကုန်လုံးတိုက်ယူနေရတဲ့အကြောင်းရင်းကလည်းအနာဂတ်ဆိုတဲ့အရာကြီးအတွက်ပေါ့နော်ဆိုတော့ဒီအနာဂတ်တွေကိုကျွန်တော်တို့ကောင်းကောင်းပုံဖော်နိုင်ဖို့ရအ တူထိမ့်သိမ့်ဖို့လိုအပ်တယ်ဆိုတာကိုဟိုဒီတဘာပေါ်ရင်ချင်းထိမ့်သိမ့်ရေးကသူတို့ချစ်ရတဲ့ကလေးတွေရဲ့အနာဂတ်အတွက်ဘလို့ရည်ကြီးရဲ့ဆိုတဲ့အကြောင်းကိုတော့တိတိကျကျလေးရှင်းပြပေးရတယ်ပေါ့နော်။ကျွန်တော်မသိလိုက်ပဲနဲ့လုံနေတဲ့အမူကျင့်တွေကတဖြည်းဖြည်းနဲ့ပျက်စီးစေရဲဆိုတဲ့အကြောင်းလေးပေါ့နော်။ဆိုတော့အပြစ်ရှိတယ်လို့လည်းမခံစားရစေအောင်။နောင်တဆိုလည်းမဖြစ်စေအောင်ပေါ့နော်။ဒါတွေကလက်တွေ့လောက်ဆောင်ရင်ဖြစ်ကိုဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုပြောတဲ့အခါမှာတော့ပါဝင်လာကြတယ်။ဒါပေမဲ့ရွာတွေမှာဘာပြဿနာဖြစ်လဲဆိုလို့ရှင်ကျွန်တော်တို့ဒီ ဒီစစ်ဆောင်နဲ့ရွာခံလူဦးရေကိုပြန်ပြီးချိန်ကြည့်မယ်ဆိုရွာတိုင်းမှာစစ်ဆောင်ပမာဏကပိုများတယ်ပိုများတဲ့အခါမှာကျွန်တော်စနစ်တစ်ခုခုလုံးလိုက်ပြီဆိုလို့ရှိရင်ဒီစနစ်တည်စစ်ဆောင်ကသူ့နေရက်ကိုပြန်သွားရင်လေဒီစနစ်ကအတော့ဝင်နေအောင်ရွာခံနဲ့ပူပေါင်းဆောင်မှုအကောင်အောင်တော့ဒီထိမ့်ညှိပြီးလှုပ်ဆောင်ရတဲ့ဟာမျိုးရှိရေပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့လုပ်လိုက်တဲ့အရာတစ်ခုကြောင့်စစ်ဆောင်နဲ့ရွာခံကြားထဲမှာပဏိပခရေမဖြစ်အောင်တော့ကူးဆိုင်ရတယ်လူမှုတဟဆာတာဖြစ်အောင်လည်းထိန်းရသေးတယ် ကလင်းမောင်တိုင်မှာဆိုရင်အခုတွေ့တာဒေတာခံလူငယ်တွေလည်းပါဝင်လှုပ်ရှားတယ်။နောက်သူတို့ကိုယ်တိုင်လည်းနော်ဒီရေအရင်မြထင်းသိမ်းရေနဲ့ပတ်သက်လို့ဗီဒီယိုကလစ်လေးတင်ထားရလဲတွေ့တယ်။သူတို့ရောဘလို့တွန်းအားနဲ့ဒီလိုမျိုးပါလာတယ်လို့ယူဆရလဲ။မဟုတ်ဆိုများတော့အဖြစ်အခုကတိုက်ပွဲကာလဆိုတော့ရဲဘော်ရဲမီပဲလောက်ကြတာများရရော။အဲ့တော့တဘာဝပတ်ဝန်းကျင်ဆိုတဲ့ဘာသာရက်ကိုသူတို့စိတ်ဝင်စားပြီးသူတို့ကိုယ်တိုင်ပါလာအောင်ဘလို့တွန်းအားတွေနဲ့သူတို့ပါလာလဲ။ဘလို့ဆွဲဆောင်ခဲ့ရလဲ။ အဲဘယ်လိုဆိုကြလဲပထမအဆုံးကတော့ဒီလူငယ်တွေအနေနဲ့ဆိုလို့ရှိရင်ရွာကန်လူငယ်ပေါ့နော်ရွာကန်လူငယ်အနေနဲ့ဆိုလို့ရှိရင်အဲကျမတို့ဒီတာမော်တက်မယ်ရိတ်ထိန်သိမ်းရေးလုပ်မယ်ဆိုတာထက်ဆိုရှင်တို့မို့ဖိုးလေးရမယ်ပေါ့နော်မို့ဖိုးလေးရမယ်ဆိုတော့တရက်နှစ်ရက်တို့လုပ်ကြည့်ကြတယ်လုပ်ကြည့်ရဲ့အခါမှာလုပ်နေနေပဲကျမတို့ကဒီလုပ်ငန်းကကိုယ့်ရွာအတွက်ဘယ်လောက်အရေးပါလဲဆိုတာကိုဒီစကားပြောနေနေပို့ပြီးသိလာရတဲ့အခါမှာအချို့လူငယ်ခေါင်းဆောင်တွေဆိုလို့ရှိရင်သူ့ဘာသာသူလှုပ်အားပေးအနေနဲ့ဝင်ရောက်ပြီးတော့ပအဝင်ပေးတာရှိတယ်လို့ကျမတို့လုပ်တဲ့ဒီရက်ခုရွာမှာဆိုလို့ရှိရင် ရင်အဲ့မှာ community ကျောင်းတစ်ခုရှိရပေါ့နော် new horizon ဆိုတဲ့ကျောင်းလေးပေါ့နော်အဲ့ရဆီယာမဆိုလို့ရှိရင်တဘာပုံဝင်ထိန်းသိမ်းနဲ့ပတ်သက်ပြီးစိတ်ပါဝင်စားတာဖြစ်တဲ့အတွက်ရွာခံနေနဲ့တူတွားအဲညီတို့ကျောင်းသားတွေဒီလုပ်ငန်းမှာဝင်ရောက်အားဖြစ်ပြီးပါဆိုပြီးကျောင်းသား20ကျော်ကိုလွှတ်ပေးတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့လူငယ်တွေဟိုတယုံယုံနဲ့လောက်တဲ့ခါမှာတို့လည်းပျော်လာတယ်ငါတို့ပင်ပန်းရပါပေမဲ့ ပတ်စံလဲရတဲ့ပင်ပန်းနဲ့ရွာတော့လဲအကျိုးရှိရဲ့ခါမှာအတို့ရင်းလိုရတာပူပြောလာတယ်ပေါ့နော်အဲ့ဒါကြီးတစ်ခုအပြင်ကိုကျွန်တော်တို့ဒီဒေတာမှာဆိုဘာတိတာလဲဆိုတော့ဒီတခြားမျိုးမျိုးတွေကလိုပဲပေါ့နော်တဘာပေါင်ချင်းထိမ့်သိမ့်ရေကိုပို့ပြီးတော့စိတ်ပါဝင်စားလာတဲ့လူငယ်အစုဖွဲ့တွေများလာတယ်ပေါ့နော်အဓိကကတော့ဒီ community အကြောင်းနေရာမှာတစ်ဆင့်ဒီလိုမျိုးအသိပညာတွေမျှဝေရင်းနဲ့ဒါတွေကတဖြည်းဖြည်းနဲ့အားကောင်းလာတယ်ပေါ့နော် ပြောကြတယ်တော်တော်များများလူခွင့်ရေးလားအမျိုးသမီးခွင့်ရေးလားနောက်မှပေါ့ငါတို့အခုစက်နာရှင်အမြင့်ပြောင်းတိုင်မယ်အလားတန်တူပဲပေါ့တဘာဝပတ်ဝန်းကျင်ထိသိရောနောက်မှပြောကွာငါတို့အခုစစ်ပွဲကအရေးကြီးတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးဒီ we already ဖြစ်နေတဲ့အနေအထားတစ်ခုမှလေဒီ podcast နားထောင်သူတွေကိုတဘာဝပတ်ဝန်းကျင်ထိသိရတကြလို့ရှားသူတယောက်အနေနဲ့ပြောပြပါကျမတို့တိုက်ပွဲဖြစ်နေတုန်းမှပဲတဘာဝပတ်ဝန်းကျင်ထိသိမ့်ဖို့ကဘာကြောင့်အရေးကြီးတာလဲ အဲအဲ့ဒီစကားပြောရမယ်ဆိုရင်တော့ကျမအရင်သဘောကျတဲ့ဆရာတယောက်ပေါ့နော်အဲ့ဒါကတော့ KNU ထဲကဆရာတယောက်ပေါ့နော်သူလည်းကိုပိုင်းဒီ community ကြောင်းလေးဖွင့်ထားတယ်သူရဲ့စာရေးကျမအရင်သဘောကျဆောက်ကပီးလားဟုတ်ဘူးအဲဆရာအဲနံပါတ်အောင်ပြောလို့ပေါ့နော်ဆိုတော့အဲ့ဆရာဆိုလို့ရှိရင်သူကြောင်းဖွင့်ထားတယ်နိုင်ငံရေးကြောင်းပဲပေါ့နော်ဆိုတော့သူပြောထားတဲ့စာသားလေးမှာဆိုရင်ငါတို့ အာနိုင်ငံကိုငါတို့နိုင်ငံအတွက်တိုက်လဲတိုက်ရတယ်လို့တစ်ဖက်ကလည်းတပြိုင်တည်းမှာပြန်တီထောင်ရမယ်ပြန်တီဆောက်ရမယ်ပေါ့နော်တိုက်ယူပြီးသွားမှအစားကနေပြန်တီဆောက်ရတယ်ဆိုလို့ရှိရင်တခါတည်းတပြိုင်တည်းလောက်တာကအချိန်ကုန်လဲတတတယ်လို့ပို့ပြီးတော့အကျိုးရှိရယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလက်ရှိမှာတော့စည်ရေးကိုကြုံတွေ့ရပေမဲ့တစ်ဖက်ကလည်းအပြိုင်ဆိုင်ဖြစ်လာတာကယာတီဥတုဘေးရန်တွေပေါ့နော်။ကျွန်တော်အခုဒီခေတ်ကာလမှာအလုံးပြောများနေတဲ့ climate change ယာတီဥတုဖောက်ပြန်ခြင်းဆိုတာကပြောင်းလဲတဲ့အဆင့်တော့မဟုတ်တော့ဘူးပေါ့နော်။လုံးဝ emergency အရေးပေါ်ကုသရအောင်မယ့်အနေအထားတစ်ခုကိုရောက်လာပြီးနွေရာသီကပိုပြီးပူပြင်းလာတယ်။မိုးရွာချင်းနေမိုးရေချင်းဒီလည်းအမှန်မမိုးရွာတဲ့ပုံစံချင်းလည်းမတူတော့ဘူးပေါ့နော်။မိုးနောက်ကျတာမျိုးကြီးရှိတယ်။မိုးအထွက်ဆိုးတာမျိုးကြီးရှိလာတဲ့အခါမှာကျမတို့ရဲ့စိုက်ပျိုးရေးကဏ္ဍကိုထိခိုက်လိုက်ရတဲ့အရာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ပိုပြီးတော့ဖောက်ပြန်လာတဲ့ရာသီဥတုဘေးကလည်းကျမတို့မဆောင်နေတော့ဆိုတော့ စည်ရေးပြီးမှဒီနိုင်ငံရေးကိစ္စတွေပြီးတော့မှလုပ်မယ်ဆိုရင်အရာအလုံးကပျက်စီးတဲ့အနေထားရောက်သွားမယ်ပေါ့နော်။ဒါကြောင့်ကျမတို့ကတိုက်လဲတိုက်ထင်းလဲထင်းသိမ်းရမယ်ဆိုတော့ပို့ပြီးအပေးတယ်ပေါ့နော်။ဆိုတော့အဓိကကတော့အာတစ်ဖက်ကတိုက်နေတစ်ဖက်ကထင်းသိမ်းမယ်ဆိုတဲ့ပုံစံမျိုးကြောင့်တဘာပုံရှင်ထင်းသိမ်းရေးကအရန်ရေးကြည့်တယ်ပေါ့နော်။ ။ဘာကြောင့်လဲဆိုတော့အခုဆိုလို့ရှိရင်ဒီနှစ်ပိုင်းတွေထဲမှာရေကြီးမှုဘေးရန်တွေကိုကြုံရလို့အသက်တွေလည်းဆုံးရှုံးရတယ်လို့လေအေကထောင်ချီပြီးတော့လည်းကျွန်တော်တို့ဒီဆုံးရှုံးရတဲ့အရာမျိုးတွေကိုလည်းတွေ့ရတယ်။ဟိုတောင်သူကြီးတွေမြေကြီးလည်းအများကြီးတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီထက်ပိုပြီးဆိုးဝါးလာမယ်ဆိုရင်ကျွန်တော်တို့ငမုတ်ခေါင်ပါခြင်းဘေးတွေဆင်းရဲနံပါတ်မှုတွေကပိုပြီးမြင့်တက်လာမယ်ပေါ့နော်။ဆိုတော့အဲ့ဒါကိုကာကွယ်ဖို့တော့အများကြီးလိုအပ်တယ်ပေါ့။ podcast ကနေပေါ့နော်ဒါတဘာပတ်ဝန်းကျင်အရေးတချို့လှူရှားသူတယောက်အနေနဲ့ဒီကရင်နီပြည်နယ်တချောဟာပေါ့လူငယ်ပိုင်းနေလူလက်ပိုင်းနေလူကြီးပိုင်းနေကိုတဘာပတ်ဝန်းကျင်နဲ့ပတ်သက်လို့နောက်ဆုံးစကားလေးကိုပြောချင်တာလေးကိုဖြည့်ဆွတ်ပြောရင်းနဲ့ပဲ အဆုံးသတ်ပေးပါနော်ဟုတ်အဲကျွန်တော်တို့ဒီ Granny ပြည်နယ်မှာပိုကောင်းမွန်တဲ့အဲနေရာဒေသတစ်ခုနိုင်ငံတစ်ခုလူစုလူဝေး community တစ်ခုအဲအ community အစုအဖွဲ့တစ်ခုဝင်ဝိုင်းလေးတစ်ခုဝင်ဝိုင်းလေးတစ်ခုပေါ့နော်ဒီဆောက်ချင်နေဆိုလို့ရှင်နော်အဲကျွန်တော်တို့ကိုယ်တိုင်ကဒီပြည်နယ်မှာ ဘာတွေကိုဖွံ့ဖြိုးအောင်လုပ်နိုင်မလဲဖွံ့ဖြိုးမှုရဲ့နောက်ကွယ်မှာကျွန်တော်ထိမ့်သိမ့်မှုကိုလည်းတစ်ဖက်ကပြန်စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ကျွန်မဒီကိုရောက်တဲ့နှစ်ကာလအပိုင်းခြားရေလျောက်ကြည့်ရမယ်ဆိုလို့ရှိရင် Granny ဒီတနည်းနည်းနဲ့တွင်မှာအရန်ကိုတိုးတက်ပြောင်းလဲလာတယ်အဲစီးပွားရေးတွေပို့ပြီးတော့လောက်ကင်လာတဲ့ဆိုင်လေးတွေဆိုပေါ်လာတယ်ပေါ့နော်အဲ့ဒါကကောင်းတဲ့ရလက်တစ်ခုလို့ဆိုလို့ရဒါပေမဲ့ အဲတစ်ဖက်ကပြင်ဆင်စားရမှာကတိုးတက်မှုရဲ့နောက်ကွယ်မှာဆွေယုံမှုတွေလည်းရှိလာနိုင်တယ်ညဉ့်ညမ်းမှုတွေလည်းရှိလာနိုင်တယ်ပလူရှင်လို့ခေါ်တဲ့အရာတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တို့ဘယ်လိုမျိုးရှော့ချမလဲကာကွယ်မလဲထိမ့်သိမ်းမလဲဆိုတာကကျွန်တော်တို့ရဲ့လက်ထဲမှာပဲရှိတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အတူတကွကိုကိုတိုင်းပါဝင်ပြီးတော့လှုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့နော် တော်လန်ချီတက်ပေါ့ကတ်ကိုနားဆင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။နှွေဦးတော်လန်ရဲ့အလှအဆောင်မှာပါဝင်နေကြတဲ့ရုပ်ပုံလွှာအသေးသေးကိုအခုရေဒီယိုပေါ့ကတ်ကနေလာစဉ်စောင့်မျှော်နားဆင်ပေးပါအောင်ရှင်။